ကောဖိတ်တမများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်လာမဲ့ Super Sunday ညမှာရှင်ပြိုင်ကစားမဲ့ Chelsea အသင်းနဲ့ Liverpool အသင်းတို့ရဲ့ဘောကျုံ၃၀ချက်ကိုကျွန်တော်နဲ့ဒူအာသာကောင်ရှင်ဖြစ်တဲ့ကိုရင်းရင်းကသုံးသပ်ပြောဆိုပြသွားမှာဖြစ်ပါတယ်ခင်ဗျာကိုရင်းမင်္ဂလာပါဗျာမင်္ဂလာပါဝင်ဟုတ်ကဲ့ပါ Liverpool ကတော့ Champion ဖြစ်သွားပြီပေါ့နော်ဒါပေမဲ့ Champion ပေါ့နော်ဒီပါဦးတော့ Chelsea အသင်းကတော့ဒါနောက်တရားသေးပေါ့နော်ဒီ Champion League ဝင်ဝင်အတွက်တနေရာတော့တကယ်ကိုမသေးကြသေးဘူးမသေးကြသေးဘူးဆိုတော့နိုင်ပွဲတွေလိုအပ်နေတယ်လိုအပ်နေဆိုတော့အရင်ဆုံးဒီ Chelsea နဲ့ Liverpool အသင်းရဲ့ပွဲအကြောင်းလေးကိုရင်းရင်းအရင်ဆုံးစပြောပြပေါ့ခင်ဗျာ လီဗာပူးကအမတ်မလို့တော့ဘူးဟိုချန်ပီယံဖြစ်သွားပြီဆိုပေမဲ့လောလောဆယ်ဒီအနီထားရပေါ့အတင်းကစားမကြီးကြစိတ်ပိုင်းဆိုင်ရာယူတော့ကကြည့်မလားကစားဟန်ရကြည့်မလားခြေစွမ်းရကြည့်မလားဖက်ဖက်ကကြည့်မယ်ဆိုရင်တော့လီဗာပူးကပူပြီးတော့မှဟိုလက်ဆက်တဲ့ခံစားမှုဟုတ်ကဲ့မြင်ရတယ်ချယ်ဆီကတော့ဒီနောက်ဆုံးနှုတ်ပွဲမှာသူတို့နိုင်ပွဲပြန်ရတယ်ဖူအန်ကိုနိုင်တဲ့ပွဲမှာတကယ်ကိုအရေးပါတယ်ဒါနောက်ဆုံးမိနစ်ဒီလိုရဲ့ကိုနေပါတော့ဒါနိုင်ခဲ့တယ်အဲ့ဒီပွဲမှာဒီဘယ်လိုပြောစိတ်ပိုင်းဆိုင်ရာတူးတက်မှုပေါ့နော် တော်ရီကိုမြင်ရပါတယ်သူတို့ရဲ့ Everton နဲ့ပွဲမှာဆိုရင်လည်းသူတို့ရဲ့ဒီစိတ်ဓာတ်မှာကျုံးမှုလေးတွေပြန်ပြီးတော့မြင်ရတယ်နိုင်လို့စိတ်ပြင်းပြမှုလေးပြန်ပြီးမြင်ရတယ်ပြဿနာဘာလဲဆိုတော့ Chelsea ရဲ့ဒီပထမရာသီဘက်ကမြင်ရတဲ့အကောင်းဆုံးခြေစွမ်းမျိုးကိုပြန်ပြီးတော့မှမြင်ရဘူးခိုးပေါ်မှာခြေစွမ်းပြောင်းနေတဲ့အချိန်လေးဒီကူမှာကွင်းလေကိုဘယ်သူဥဆောင်မလဲဆိုတာမျိုးက Chelsea မှာလောလောဆယ်အဖြစ်မရှိသေးဘူးပေါ့နော် Enzo Fernandez ကဒီဘယ်လိုပြောမလဲတချို့ပွဲကြီးကြရင်ဒီပြီးခဲ့တဲ့ပွဲမျိုးပေါ့ Everton နဲ့ပွဲမျိုးဆိုရင်ဒါ Enzo ကနေထွက်သွားတဲ့ဘောလုံးကလည်းစဉ်ဟူးရခဲ့လား ီလိုကိုးရောက်ခဲ့တာမျိုးရှိမှာအန်ဆိုဖာနန်ဒက်စ်ပိုတိုင်းကလည်းပြန်ကြည့်လိုက်မှဆိုရင်ပထမရာသီဘောကလိုမျိုးအသင်းရဲ့ပလေးတစ်ခုလုံးကိုဥဆောင်နိုင်တဲ့ရောင်းမိုးနိုင်တဲ့ခြေဆွဲမျိုးမရှိပြန်ဘူးဒီဝက်ဆက်ကိုင်စီလိုကောင်းနေတဲ့ပွဲမျိုးဆိုရင်တော့ဒီအန်ဆိုလည်းကစားတာအဆင်ပြေတယ်ခြေဆွဲလည်းပြနိုင်တာတွေ့ရတယ်ဥပမာအေဗာတန်ရဲ့ပွဲမျိုးဆိုရင်ဒါကိုင်စီလိုဒီ right side ကနေဝင်လက်အထိုင်ကိုတက်ကစားတယ်တော်တော်ကြီးကိုအဆင်ပြေတယ်ဝင်လက်မှာ extra ပေါ့နော်ဒါတယောက်ပူရွာရတဲ့အနေအထားမျိုးလာဗီယာရဲ့ ဒီဘယ်လိုပြောမလဲကိုင်စီတိုရဲ့တွဲကစားတဲ့အချိန်မှာဆိုရင်အန်ဇိုကဒီ attacking midfield ကိုလိုက်သွားတဲ့အချိန်လေးမှာဆိုရင်ဒါ Chelsea ရဲ့ကစားွက်လေးမဆိုးဘူးနည်းနည်းလေးကောင်းတယ်ဒါပေမဲ့ပထမရာသီဘက်ကဟာမျိုးမမြင်ရအောင်တကယ်လည်းဒီကြားထဲမှာကိုင်စီတိုကခြေပြန်ပြောက်သွားတဲ့ပွဲမျိုးဖူဟန်တဲ့ပွဲမျိုးဆိုရင်ဒီအန်ဇိုကတိုင်ပတ်သွားတာမျိုးပေါ့နော် Chelsea ရဲ့ဒီကွင်းလေဒီမမြင်တဲ့ပြဿနာကဒါဒီနောက်ပိုင်းမှာမြင်ရတာဒီလိုကွင်းလေကစားွက်အထိုင်လေးကောင်းတဲ့ဆိုရင်တော့ဒါ Chelsea ရက်လက်ကောင်းတာလေးတွေကျွန်တော်မြင်ရတယ်နောက်တစ်ခုကျတော့တော်မန်တိုက်စစ်မှာအပြောင်းလဲတာ Chelsea ဒီနောက်ပိုင်းမှာဆိုလဲဒါခက်စိတ်စိတ်လုံနေတာပေါ့နော်ပြီးခဲ့တဲ့ဒီအပြောင်းလဲလေးတစ်ခုကတော့ဒါမဆိုးလို့ပြောလို့ရတယ်မာဒူဂီကိုဘဲတောင်ပိုင်းမှာထားတယ်မာဒူဂီဒါဘဲတောင်ပိုင်းမှာလည်းခြေစွမ်းပြနိုင်တယ်ဒီဘယ်လိုပြောလဲညာတောင်ပိုင်းမှာခြေပြောင်းနေရတဲ့ဆိုင်ဘဲတောင်ပိုင်းမှာလေးမြင်ရတာလားမဆိုးပေါ့နော်နီတိုကလည်းဟိုမှာကျူးစားမှုအားလေးတစ်ခုကတော့ရှိနေသေးတဲ့အတွက်ခြေစိတောင်ပိုင်းတိုက်စစ်ကတော့အရန်ကြီးမကောင်းဘူးဆိုပြီးလှုပ်အားနှုံးနဲ့ဒီအပြောင်းလဲလေးတွေကြားမှာတော့နည်းနည်းလေးအဆင်ပြေလာတယ်အောင်တော့ရှိတယ်တစ်ဖက်မှာလီဘောကတော့တော်တော်ကြီးတည်ငြိမ်တဲ့အနေထားလို့ပြောမှာပါကြီး ဥပမာလဘာဘူးကတော့စပားနဲ့ပွဲမှာတကယ်အဆုံးဖြတ်ပွဲဖြစ်လို့လာတော့မသိဘူးပေါ့နော်သူတို့ရဲ့ဒါဥဆောင်ကိုပြေးလိုက်ရမယ်တုံ့ပြန်မှုကတော်တော်လေးကောင်းတယ်ပေါ့နော်တော်တော်လေးလည်းကောင်းလို့လည်းဂိုးလည်းပြတ်သွားတယ်လဘာဘူးရဲ့လက်ရှိဖောင်ရတော့ပြောရမယ်ဆိုချယ်ဆီသင်းနဲ့ဘလို့မှလည်းမရှင်နိုင်ဘူးပေါ့နော်ဒီတရားစီလုံးတိုင်းတာကိုလက်ရှိဒီဟိုချီဖန်မိုင်းအောင်ဘလို့မှမရှင်နိုင်ဘူးဆိုတော့ဒီချယ်ဆီရအောင်ဒီလဘာဘူးအသင်းရဲ့ဒီဘလို့ပြောမလဲဒီပွဲမှာလဘာဘူးတို့ရဲ့အနိုင်ဟိုအရင်ဟိုလိုမလိုတော့မှာပေါ့နော်ဒီပွဲမှာဒီလဘာဘူးအသင်းရဲ့တိုက်စစ်ပိုင်းအောင်ဒီချယ်ဆီအနေနဲ့ဒီခံစားပိုင်းအောင်ဘလို့ ဟန်သားနိုင်လောက်တဲ့အနေအထားမျိုးရှိလားမသိဘူးဗျာတော်တော်ကြီးတော့ခက်မယ်တင်ဟုတ်ကဲ့ဟုတ်ဘာကြောင့်လဲဆိုတော့လီဗာပူးကအမှတ်လိုအပ်ချက်မရှိတော့ဘူးဆိုမှတေချာလေးဘောက်ကဒီပွဲကိုဟိုအားရော့တဲ့ line နဲ့ထွက်လာမှာမဟုတ်တလို့ဟိုပွဲပေါ်အောင်စူးစမ်းမှုပိုင်းချစ်ကပ်မှုပိုင်းမှာလည်းလုံးဝအားရော့မှာမဟုတ်အဲ့ဒါကတော့တိခါပိုင်းရတော့ဘယ်လိုပြောမလဲဒီတေချာလေးဟိုဟာချန်ပီယံလည်းဖြစ်နေရဆိုချန်ပီယံလည်းဖြစ်ထားတဲ့အပိုင်းလေချန်ပီယံဖြစ်ထားတဲ့အပိုင်းနောက်တစ်ခုက Chelsea တို့ကပူဆူတော့ကြတော့ ပြီးခဲ့တဲ့စပါးနယ်ပွဲမှာမှတကယ်လီဗာပူးရဲ့အကောင်းဆုံးခြေစောင်းကိုပြန်မြင်ရတာဒါအဝင်လဲဒါဟုတ်ကဲ့ပြန်ကြည့်မှတ်မိလိမ့်မယ်ဒါလီဗာပူးက PSG ကိုရှုံးပြီးနောက်ပိုင်းသူတို့ကြီးတိုင်ပတ်သွားတယ်ဒီမှာစိတ်ဆက်ကြပြီးမှသူတို့ Everton ကို1-0နဲ့နိုင်တယ်အကောင်းဆုံးခြေစောင်းမဟုတ်ဘူးဒီကြက် Fulham ကွင်းမှာသွားပြီးမှရှုံးတယ်ခန်းစစ်ကဒီ Van Dijk တို့အစားအမားတယ်နောက် Robertson တို့မားတယ်ခန်းစစ်အမားတွေနဲ့ကစားခဲ့ရတဲ့ပွဲနောက်တစ်ပွဲသူတို့ဒါ WhatsApp နဲ့ပွဲထင်တယ် WhatsApp နဲ့ပွဲနိုင်တယ်ကြီးမောင်းနဲ့ရလနဲ့ပဲနိုင်တယ်အကောင်းဆုံးခြေစောင်းပြန်မြင်အောင်နောက်ဆုံးဆာလာကိုယ်တိုင်အဲ့ဒီပွဲဒီမှာတော့ရှော့ကူပေါက်လीအ ်ပျောက်ခဲ့တယ်စပါတဲ့ပွဲမှာမှဒါလီဗာပူးပီးတာတဲ့ပွဲတစ်ပွဲကိုဒါလီဗာပြန်ပြီးပြနိုင်တယ်ဆာလာကိုတိုင်ကိုယ်တွေတွင်နိုင်တယ်ဒီနေရာစုံကပေါ့နော်ဒီလီဗာပူးနဲ့ပတ်သက်လာရင်တော့ရှေ့လည်းနောက်နေရာစုံအကောင်းဆုံးပုံစံရခဲ့တဲ့ပွဲတစ်ပွဲကိုဒါစပါတဲ့ပွဲမှာပြန်မြင်ရအဲ့ဒါကူက Chelsea အတွက်နည်းနည်းလေးကန်ဆူးရဲကန်ဆူးသွားတာပေါ့နော်တကယ်တမ်းဒါအီလီလေဖြစ်ခဲ့တဲ့ဒီဝက်ဆန်နဲ့ပွဲကခြေစွမ်းမျိုး Everton နဲ့ပွဲကခြေစွမ်းမျိုးနဲ့ကစားမယ်ဆိုရင် Chelsea ရဲ့အမှတ်လိုအပ်ချက်ရနောက်ထပ် Stamford Bridge မှာကစားမယ်အနီထားရင်လည်းပေါင်းလိုက် Chelsea နည်းနည်းလေးခဲဘယ်လိုပြောမလဲ အမှတ်ရနိုင်နေဆိုတဲ့ feeling မျိုးရှိနိုင်တယ်။ဟိုဒါလီဗာပူးရဲ့ပုံစံမျိုးကကြတော့တော်တော်ကြီးအားကောင်းနေတဲ့အနေအထားဖြစ်တဲ့အတွက် Chelsea ခံစစ်ကထိနိုင်ဖို့တော့ခက်ပါလိမ့်မယ်။ဒီလီဗာပူးတိုက်စစ်မှာဒီလိုပွဲပြုံးမှာဆိုဥမာဒါဝင်နူးညက်လိုကစားမမျိုးပွဲချိန်မိနစ်နည်းတဲ့ကစားမမျိုးကိုပွဲထုတ်ကောင်းထုတ်နိုင်တယ်။ဒီလိုကစားမမျိုးပွဲထုတ်လာလေလီဗာပူးရဲ့တိုက်စစ်ကအားကောင်းနေတာ။ဘာလို့လဲဆိုတော့ကိုယ့်လည်းလိုအောင်တော့အများကောင်းတာဟုဂရဗန်ဘက်ရဲ့မက်ကလန်စတာရဲ့စပေါ်စလိုက်ဒီ၃ယောက်တွေကစပါးနဲ့ပွဲမှာလည်းဟိုအပြစ်ပြောစရာမရှိတော့ဘူးဒါတိုက်စစ်ကိုပါလိုက်ပါနိုင်တယ် ဥပမာ grammar verb ဆိုရင်ပုံမှန်အားဖြင့်ဒီဘယ်လိုပြောမလဲခန်းစစ်တန်းရဲ့အရှိမှာပဲအမြင်နဲ့ကာဝါလို့ပြောမှာကစားအများအားဖြင့်ပေါ့နော်ပြောချင်တာအများအားဖြင့်ကစားလို့ရှိပေမဲ့ဒီ span နဲ့ပွဲမျိုးမှာဆိုလိုအပ်တဲ့ချိန်မှာသူ့ grammar ကိုတိုက်စစ်ဆုံးတဲ့အထိလိုက်ပြောမှာတက်ကစားနိုင်တာတွေ့ရတဲ့အတွက်ဒီ Liverpool ရဲ့ကွင်းလည်နဲ့တိုက်စစ်ဆွမ်းဆောင်ရေးကိုဒါ Chelsea ခန်းစစ်ကထိန်းနိုင်ဖို့တော့တော်တော်ကြီးတော့ခက်မယ်ထင်တယ်ဟုတ်ကဲ့ပါဒါ Chelsea ကတကယ်အမှန်တမ်း ဟိုတခြားပြန်ကြည့်လိုက်မှဆိုရင်ဒီစာရွက်ပေါ်ကလူစင်းရအောင်ဒါကွင်းလိုင်ကတော်တော်လေးတောင်းနေတယ်လို့ပြောရမှာအခုချိန်မှာဟိုဂိုင်းဟိုဂိုင်းစင်းလည်းရှိတယ်ဟိုအန်ဇုံလည်းရှိတယ်နောက်ပြီးတော့ လဗီယာလည်းပြန်ကောင်းလာတယ်ဒါပြီးခဲ့တဲ့ပွဲမှာဆိုရင်ဒါလဗီယာခြေစွမ်းတာတော်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 လေးကောင်းတယ်လို့ပြောလို့ရတယ်ပေါ့သူဒဏ်ရာနေပြန်တက်တာလိုက်တယ်ဒါပေမဲ့ပြောရချင်တာချက်စီမှာအဓိကတိုက်စစ်ဖြစ်နေတာပေါ့တိုက်စစ်မှာဒါကိုယ့်ဘက်မှာတကယ်ကိုလုံးဝကိုယုံကြည်မှုပျောက်ဆုံးနေပုံစံကောင်းနဲ့ပျောက်နေတယ်သူ့ကိုယ်သူယုံကြည်မှုချက်မရှိတော့အောင်လောက်ကိုဒီလိုမျိုးအနေထားမျိုးတွေ့နေရဆိုတော့ဒီချက်စီတိုက်စစ်ကဒီလာမယ့်ပွဲမှာဟာဘလို့အပြောင်းလဲရောက်လာနိုင်လဲဗျကိုအဓိကတော့ချက်စီကတိုက်စစ်တဲ့ဆိုင်အခုအများတော့ဒါကွင်းလယ်ပေါ့ကွင်းလယ်မှာကိုင်စီတို့ ဒီပထမကျော် MV မှာကစားခဲ့တဲ့ခြေစွမ်းမှုပြန်ပြနိုင်မှုလို့လေဒီ MV နဲ့ပွဲမှာသူတို့ဒါ2-1နဲ့ရှုံးတယ်2-1နဲ့ရှုံးဝင်မဲ့ဒီ Chelsea ကစားဟန်ပြန်ကြည့်မြင်ရုံတော့ Chelsea ဒါ MV မှာကစားသွားတာဒါ2-1ဒါ penalty တစ်လုံးဒါ Liverpool ကရသွားတဲ့ဟာရေဒီတပွဲလုံးတိုက်တာနေနဲ့ကြည့်မယ်ဆိုရင် Liverpool ကောင်းကောင်း pressing လဲပြီးနိုင်တယ်ကောင်းကောင်းလဲရှင်ကစားနိုင်ခဲ့တဲ့ပွဲမျိုးအဲ့ပွဲမျိုးမှာကြည့်လိုက်တော့ Kaiser ကောင်းကောင်းခြေစွမ်းပြနိုင်ခဲ့တာကိုတွေ့ရတယ်ဒီနောက်ပိုင်းမှာလည်းဒီ Kaiser ခြေစွမ်းပြရင် Chelsea ရဲ့ ွင်းလေလောအောင်လို့ကောင်းတယ်အတင်းလိုက်ကစားလဲဟန်ချင်ကြီးတခြားအခြေဆက်ပိုင်းပေါ့နော်အဲစလို့ခြေစွမ်းပြသွားရင်အန်ဇူကတိုက်စစ်ကိုတက်နိုင်တယ်အဲ့မှာကိုပေါမခြေစွမ်းမပြနိုင်တဲ့ဒီကိုပေါမရဲ့လိုအပ်ချက်တွေကိုဒါအန်ဇူကလိုက်ဖြည့်တစိမ့်တစ်ပိုင်းပေါ့တစိမ့်တစ်ပိုင်းလိုက်ဖြည့်ပြီးနိုင်တဲ့အခြေအနေမှာဒီ Chelsea ရဲ့ဒီကစားအားလေးကတော်တော်လေးကောင်းလာတာပေါ့ဒီဘယ်လိုပြောမလဲရလဒ်ဒီဆိုးတဲ့ကာလာတဲ့ဆိုင်တော့ Chelsea ကစားအနောက်ပိုင်းမှာကောင်းလာတယ်လို့ဒါပြောလို့ရပါဘူးအဲ့အတွက်ဟိုအကူကတော့ဒါ Liverpool နဲ့ပွဲမှာ Chelsea ရဲ့ကွင်းလယ်လို့အားလုံးဘလောက်ထိကောင်းနိုင်မလဲနောက်တစ်ခါကျတော့ Enzo Maresca ရဲ့ဒါလူထုတ်ပုံလေဒါအများကြီးကိုစကားပြောတယ်ဒီနောက်ပိုင်းဒါလူထုတ်ပုံကလည်းမငြင်းဘူးတပွဲနဲ့တပွဲအထူးဖြစ်တာခန်းစစ်အစုံတွေဆိုပါဆိုရင်ဒီ right side မှာ Marcus Toro သုံးတဲ့ပွဲမျိုးရှိတယ် Rich James ကိုသုံးတဲ့ပွဲမျိုးရှိတယ်နောက်ဆို Kai Sirro ကိုသုံးတဲ့ပွဲမျိုးရှိတယ်အဲ့တော့အကောင်းဆုံးလူစင်းကိုဒါ Enzo Maresca ကိုယ်တိုင်လည်းရွေးထုတ်နိုင်မှုလို့လေဘာကြောင့်လဲဆိုတော့ကစားရမယ့်အသင်းကဒါ Champion ဖြစ်ထားတဲ့အသင်းမလူအချက်မရှိဘူးဆိုပေမဲ့ချန်ပီယံအသင်းတပီပီအကောင်းဆုံးခြေစွမ်းပြဖို့ဒါပြင်ဆင်ထားမဲ့အသင်းတစ်သင်းဖြစ်တဲ့အတွက် အဇူမာရက်စကာကိုတိုင်ဒီသူ့ရဲ့အကောင်းဆုံးပွဲထွက်စဉ်ကိုပွဲထုတ်နိုင်မှုလို့တယ်ပွဲချင်းအတွင်းမှာလည်းသူ့ရဲ့ဘယ်လိုပြောမလဲဒီအပြောင်းလဲတွေကလည်းအရန်ကိုအရေးပါတယ်လို့ဒါပြောချင်တယ်ဟုတ်ကဲ့ပါဒါချယ်ဆီက ဒီလေပါဘူးကိုမှန်တိုင်းပြောရမယ်ဆိုရင်ဒီနောက်ဆုံးပြိုင်ပွဲလုံးဆယ်ပွဲဆယ်လည်းမနိုင်ထားဘူးเนาะဒီလက်ရှိချိန်မှာဒါဥရောပဝင်ဝင်တနေရာလဲသူတို့အတွက်ကပေးရှင်ကအရေးကြီးနေတယ်။ဒါပြောရရင်တော့ဒါဂျာတီပေဝမ်ခုလက်အာချဲစီရဲ့နောက်ဆုံးလက်ကျန်၄ပွဲကလည်းတော်တော်ကြီးကိုအသိကြီးတယ်အဒီကစနေအဝေးကွင်း Forest နဲ့အဝေးကွင်း Manchester United နဲ့အိမ်ကွင်းဒါအခု Liverpool နဲ့ဘွေရဒီတစ်ပတ် Liverpool နဲ့အိမ်ကွင်းဆိုတော့ဒါ Chelsea တို့ကတကယ်ကိုဒီရမှတ်ပေါ့နော်ပြောရမယ်ဆိုဒီ၄ဘွေလုံးက match win ဖြစ်ဖို့လဲလိုတာဆိုတော့ဒါ နောက်ဆုံးနေပေါ့နော်ဒါအခုခန်းသားနေနေ Chelsea နေနေဒီပွဲမှာတော့ဒါရလည်းကောင်းမယ်လို့ခန်းသားမိလားအခုတော့ဒါ Chelsea အိမ်ဝင်းမှာဘယ်လိုပြောမလဲအမှန်ယူမရှိပေါ့နော်ဒီအတူတူဒါကွင်းလေ၃ရောက်အတွဲဟာအကောင်းဆုံးပုံစံတရပြနိုင်တယ်ဒီခိုးပေါ်မှာလည်းအများကြီးဘယ်လိုပြောမလဲခိုးမပါမစီကလည်းအများကြီးမျောလင်းထားတော့မဟုတ်သူ့အနေနဲ့ပုံမှန် level တစ်ခုလောက်ပဲကစားနိုင်ခဲ့တယ်ဆိုရင်တော့မှဒါ Liverpool ကိုတည်ရလောက်တော့ကစားနိုင်မယ်တော့အထင်ပါတယ်ဒါဒီဘောကတော့အနေဆုံးတည်ရပေါ့လေ ဒီလီဘာဝူရှုံးနိုင်တဲ့အနေအထားမျိုးမရှိဘူးဟုတ်ကဲ့ဘာလို့လဲလီဘာဝူရဲ့ရှေ့လယ်နောက်နေရာဆိုပုံစံတော်တော်လေးကိုကောင်းတယ်ပထမကျတော့ဒီအန်ဖီမှာကစားခဲ့တဲ့လောကပွဲဆိုရင်ဒါလီဘာဝူမှာကိုလ်မားအဲလီဆန်မပါနိုင်ခဲ့ဘူးဒါခဲလီယာလားမသိဘူးဒါဒုတိယကိုလ်မားနဲ့ကစားခဲ့တဲ့ပွဲမှာတောင်မှလီဘာဝူကနိုင်ခဲ့ရပါဘူးနော်အခုလိုမျိုးဒီကကစားမှာအားလုံးကြက်ခံမှုပြည်နေတယ်ပွဲရလဲကြည့်လိုက်တော့လီဘာဝူကဟို PSG နဲ့ကစားသွားတဲ့အချိန်တွေမှာကြည့်လိုက်တော့ပွဲဆက်တီတအားများလာလားဒီခရမောင်းလဲသူတို့ ိုလ်လူဝဲတီကစားရတယ်။ဝိုင်းရက်ကလာလေ။ဝိုင်းရက်ကျန်နေရကလာလေ။ကစားမားတွေကြည့်လိုက်မယ်ဆိုဒီတူညီနဲ့တူညီအတူဟိုလိုပြောမယ်အပတ်တိုင်းဒီမှာတူညီတဲ့ဘောရက်ဆင်းတဲ့တောက်လျှောက်သုံးလာတာလေ။တယောက်စားနှစ်ယောက်စားတော့ပဲဒီဘောရက်လူစင်အပြောင်းလဲရှိတဲ့ခြေမှာတော့အဲ့ကလာမှာတော့ကြာသွားတယ်။ဟုတ်ကဲ့။ဘောရက်လီဘောပြန်ပြောမှ refresh ပြန်ပြောမှဖြစ်လာပြီ။ပြန်ပြောမှလှမ်းဆန်းလာပြီ။ချန်ပီယံကလည်းဖြစ်ထားပြီဆိုတော့ဒီစိတ်ပိုင်းဆိုင်ရာလည်းအများကြီးကိုလွတ်လပ်ပေါ်ပါနိုင်မယ်လို့ထင်ပါတယ်။ချယ်ဆီတို့တော့ပရိုလိကစားခဲ့လိမ့်မယ်။လီဘောဘောတော့ဒီပွဲမှာအနေဆုံးတည်နေတဲ့အနိုင်မျိုး ကစားနိုင်တဲ့ပွဲမျိုးလို့တော့အခုကထင်တယ်။ဟုတ်ကဲ့ပါအခုလိုပြည့်ပြည့်စုံစုံသုံးသပ်ပြီးအတွက်ထူပဲကျေးဇူးတင်ပါတယ်။ဆောင်းပါးပြည့်ပြည့်ဒီလဲကျွန်တော်တို့သုံးသပ်ပြောဆိုမှုကိုကျင်းနေအားလုံးလို့ထင်ပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။